Hello အားလုံးပဲမင်္ဂလာပါရှင်။ရွှေချန်နေနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီမှာတော့ပြုကဘာဟင်းမမချပါဘူးဒီ hyper ရေတကုံပေါ့နော်။အခုမှဖြစ်ပါလေ။ဒါလူမျိုးစတဲ့အရမ်းနည်းနည်းတော့အော် plan နေပါတော့ဒါမဲ့အရှိတော်ချက်မှာအလားဆုံးရေတကုံဖြစ်တဲ့အတွက်တော့ရအောင်တားကြည့်ဖို့တော့တင့်နေရေတကုံတစ်ခုပေါ့။အဲဒီလိုတော့မယ်ဆိုလို့ရှိရင်အဲတောင်ကြီးလွန်လင်းလဲချာမိုင်းတောင်ပေါ့နော်အဲတိုင်းတော့လို့ရပါတယ် ဒီမှာကျတော့လွန်လင်းမှာတဲပြီးတော့မှမနဆဆောင်းကိုလွန်လင်းအနေထွက်တယ်မို့နော်အဲ့လေအနေပြတော့မှာ hyper အထိဆိုလို့ရှိရင်သူက9နိုင်တော့မှာပါတယ်။မြေပေါ်မှာတော့သူ၄နိုင်ပဲပြတယ်။ဒီမှာဘလို့သွားရလဲဆိုတော့ဟာလေးကိုဘာဖြစ်လို့သွားရလဲအတိုင်းကိုလမ်းညွှန်ချက်လေးထည့်ထားပါလိမ့်။ဒီ mind shoe မရောက်ခင်မှာပေါ့နော် hyper လမ်းခွဲဆိုတာလေးရှိတယ်။အဲ့လမ်းခွဲကိုရောက်ပြီဆိုရင်သူလမ်းညွှန်ထားတဲ့ hyper သူ့ဆိုပြီးတော့အဲ့ဒီ down drop ကိုလိုက်သွားရင်အာကိုရောက်ပြီပေါ့နော်။ရွာရောက်ပြီ hyper ရွာရောက်ပြီဆိုတာနဲ့ အဲရေတကောလမ်းညွန်ဆိုင်ပုတ်တွေအများကြီးအများကြီးရှိအဲ့ဒီတိုင်းလိုက်သွားလိုက်ရုံပဲရေတကောကအခုချိန်ဆိုလို့ရှိရင်တော့ရေနောက်မှာပေါ့နော်နေရာတွေဆိုလို့ရှိရင်တော့ရေလေးရကြီးပြီးတော့စိမ့်လဲနေရပါတယ်အမနာဆော့ဆော့ထွက်တာကမှညနေ9:00နာရီလောက်လိုက်နေပြန်ရတယ်ပေါ့နော်အဲပြီးတော့ဒီလမ်းဖေးမှာပေါ့နော်ရှမ်းပြည်လက်ဆောင်လေးတွေဟိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လက်ချစီထဲမှာပေါ့နော်ဘဲပုတ်တွေလက်ဖက်ချောက်တော့အရန်ပေါ်တယ်ဈေးအရန်တန်တယ်တခြားမျိုးတွေထားပါ တစ်ခုပေါ့နော်နောက်ခုကကျတော့ဒီလိုလိုင်လင်ကိုရောက်ပြီဆိုလို့ရှိရင်လိုင်လင်ကမနှက်စာပေါ့နော်တုံးမှုနှွေးစားပြန်စားခဲ့ပါပေါ့အရင်ကောင်းတော့လို့ဒီကရောက်ပြီဆိုရင်ရေချိုးလို့ရတဲ့နေရာလေးဒီဆိုလို့ရတဲ့နေရာရေတိမ်တာလေးတွေအများကြီးရှိတယ်ဒီအဲ့ဒီမှာဆက်လက်ငါးစီးလို့ရရပါတော့ရေတကုန်အခြေထိလဲသူလိုက်ပို့ပေးတယ်။အဲ့တော့ဒီ ချောင်းတစ်ယောက်ပေါ့နော်။ဆန်းချောင်းတစ်ယောက်ကိုလည်းသူလိုက်ပတ်ပြီးတော့ပို့ပြီးတဲ့ရေတကုံတစ်ခုလုံးရဲ့အလားတွေကိုတော့အကုန်လုံးလိုက်ကြည့်လို့ရတာပေါ့။ဒါကိုပြည်သွားမယ်ဆိုလို့ရှင်တော့ဒေတာကန်တရားတော့ပါတာကောင်းနေပါတော့။ဟောလမ်းမှာစစ်စေးကလေးဖျက်ရခံစားရတယ်။သူတို့ရှာလို့ရပြောကြတာဆိုတော့ပို့ပြီးအဆင်ပြေအောင်ပါနော်။ လေးကိုဆုံးဖြတ်ချပေးတဲ့ဒုတိယချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်။